င်ပက်တာတွေမှာသူတို့ရဲ့ power ကို KVA နဲ့ဘာလို့ဖော်ပြလဲဆိုတာကိုပြောပြပြီးမှဖြစ်ပါတယ်အင်ပက်တာတွေမှာမဟုတ်ဘူး AC power ထုတ်လုပ်ပေးတဲ့ပစ္စည်းတွေကို KVA နဲ့ပဲဖော်ပြလို့ရှိတယ်ကီလိုဝက်နဲ့ဖော်ပြတဲ့အခါမှာ power factor ဘလောက်မှကီလိုဝက်ဘလောက်သုံးနိုင်တယ်လို့ဆိုပြီးတော့ဒီ power factor ပါတွဲပြီးဖော်ပြလို့ရှိ power factor ကိုတော့တချို့က power factor အပြည့်ရေးတာလည်းရှိတယ် PF လို့ရေးတာလည်းရှိမယ် cost file ကိုရေးတာလည်းရှိမယ်အဲ့လိုမျိုးရှိနိုင်တယ်နောက် power ရဲ့ကျွန်တော်တို့သိနေကြတာဒီ power formula ကတော့ဒီပုံစံအတိုင်းရှိနိုင်တယ်အဲ P equal to IP current နဲ့ပုံနဲ့မြောက်ရင် power ရတယ်ဒါကတော့ပမာပဲမှန်တာလေဆိုတော့ DC ပုံမှာမှန်တယ်အဲ AC မှာဆိုလို့မြင်ရင်တော့ power factor 1ရှိတဲ့အချိန်မှာမှန်တယ်အကျန်တဲ့အချိန်မှာမှန်ဘူးအဲဆိုရင် power factor ကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုရင် AC မှာစစ်လေရှိတယ်အဖြစ်လာတဲ့အကြောင်းရင်းက AC မှာလောက်သုံးမျိုးခွဲတယ် resistive လောက်ရယ် capacitive လောက်ရယ်ဒီ inductive လောက်ရယ်ဆိုပြီးတော့ရှိတယ်အဲ့တော့ inductive လောက်ဆိုတာကတော့ quine bar တဲ့ပစ္စည်းတွေမော်တာတွေ transformer တွေဟိုမီယာမြင့်ဆက်တို့ပါတော့ ဒီမျိုး꽌ပါတဲ့ပစ္စည်းတွေကို AC နဲ့တုံးတဲ့အခါမှာမောင်းအဖက်တာဖြစ်စေတယ်သူကဘလို့ဖြစ်စေတယ်ဆိုရင်ဒီပုံရဆိုရင်ဒါအနက်ရောင်ကကျွန်တော်တို့ဘိုးကြောင်ဖြစ်ပေါ်လာတဲ့ wave form လို့မြင်လိုက်မယ်အနီရောင်ကကောင်းရံကြောင်ဖြစ်ပေါ်လာတဲ့ wave form အဲ့တော့ inductive load တွေကိုတုံးလိုက်ရင်ကောင်းရံဒီဘိုးရဲ့နောက်ကိုရောက်သွားတယ်နောက်ကျသွားတယ်နောက်ကျသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တကယ်ဝတ်တွက်တဲ့အခါမှာအပြည့်အဝမရတော့ဘူးဘွက်ကအဒီအနေထားမှာပေါ့ ဘိုးက negative ပဲသွားပြီးတော့ကောက်ရန်က positive ပဲသွားတဲ့အတွက်ကြောင့်ဖြစ်လို့ကိုနဲ့ကတန်လိုက်တအားတွေကရှစ်စစ်တအားကိုဆန့်ကျင်ပဲပြန်ဖြစ်စေတဲ့အတွက်ကြောင့်ဖြစ်လို့တို့တို့တကယ်ကီလိုဝတ်နဲ့ kVA နဲ့ကဒါတိုက်ရိုက်မကြတဲ့အကြောင်းရင်းဖြစ်ပါကပ္ပစီတာနေပါတဲ့ပစ္စည်းတွေကိုသုံးရင်တော့ကောင်းရန်ကဆော့သွားတယ်။အဲတော့ကောင်းရန်နောက်ကျရင်တော့ လက်ခင်ဖြစ်တယ်လို့ခေါ်ပြီးတော့ကားနဲ့ဆောရင်တော့လေးဒင်းဖြစ်တယ်လို့ခေါ်တယ်။ဒီနေ့ခင်မှာတော့ဒါ power factor တွေကြည့်လို့ရတဲ့မီတာတွေလည်းပေါ်လာပြီ။အဲဒီ watt meter သေးလေးတွေမှာလည်း power factor တွေဖော်ပြတာရှိတယ်။တချို့ BA protector တွေမှာတော့မှဒါ power factor တွေဖော်ပြတဲ့ fashion တွေပါလာပြီပေါ့။အဲဒီမှာကျွန်တော်တို့ power တစ်ခုကိုတွက်တဲ့အခါမှာအဲဒီနေရာမှာဆိုလို့မြင်ရင်5 kW ကိုကျွန်တော်တွက်ထားတာ။ 5 kW အတွက် power factor 1ရှိမယ်ဆိုလို့မြင်ရင်ကျွန်တော်တို့ ampere က22.7နဲ့ရမယ်220ဘုတ်မှာစဉ်းစားယူဒါပေမဲ့ power factor 0.8ဖြစ်သွားတဲ့အနေအထားမှာဆိုရင်ဘယ်လောက်ဖြစ်သွားမလဲဆိုတော့ current က 28.4C သွားမယ်အဲ့တော့ကျွန်တော်တို့က5 kW တစ်လုံးက22.7 ampere ပဲခံနိုင်တာအဲ့ဒါကို power factor 0.8ရှိတဲ့ပစ္စည်းတစ်ခုကို5 kW သွားသုံးလိုက်ရင် 28.4 MPa ဖြစ်သွားမှာဆိုတော့ကျွန်တော်တို့ခံနိုင် MPa နဲ့ကျော်လွန်သွားတဲ့အတွက်ဒီ inverter ကပျက်စီးသွားတယ်အဲ့ဒီအတွက်ကြောင့်ဖြစ်လို့ဒါ KVA နဲ့ပဲပေါ်ပြတာအပေါင်းဖန်တာကဘလောက်ဖြစ်ပေါ်လာမယ်ဆိုတာကိုကျွန်တော်တို့ကပြောလို့မရဘူးလောက်ပေါ်မှာမူတည်ပြီးတော့ဖြစ်ပေါ်လာတာ5 kW တလုံးကိုကျွန်တော်တို့0.8ရှိတဲ့ power factor ရှိတဲ့လောက်ကိုဆွဲလိုက်မယ်ဆိုရင်ဘလောက်ပဲဆွဲလို့ရမှာလဲဆိုတော့4 kW လောက်ပဲဆွဲလို့ရတယ် ဒါကြောင့်မလို့ inverter မှမဟုတ်ဘူး AC ထုတ်ပေးနိုင်တဲ့ဒီ transformer တွေ generator တွေမှာလည်းပဲဒါ kilowatt မတုံးမဲနဲ့ kVA နဲ့ပဲတုံးနေရှိတာဖြစ်ပါတယ်